ရှန်ကရနီနက်ဆာဖဲခုံရဲ့အရှိဖဲချန်ကနေဒီမိုဆိုအနောက်ဖဲချန်ကို ရွှေ့ပြောင်းလာတဲ့စစ်ရှောင်းဥယေ၄တောင်းကျော်ရှိလာပြီးတော့အရေးပေါ်စာနယ်ရေးခါနဲ့အမိုးကများလိုအပ်နေတယ်လို့ကရနီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ပြည်ထရေးဌာနအရေးပေါ်ကိစ္စရေးဌာနခွဲဦးစီးမှုကြားခင်စင်က KVV ကိုပြောပါတယ် ပြီးခဲ့တဲ့ဆွန်လ17ရက်နေ့မှာစတင်ကောက်ယူထားတဲ့စစ်တမ်းအရာဖဲခုံရဲ့အရှိဖဲချမ်းကရွှေ့ပြောင်းလာတဲ့စစ်ရှောင်းဥယျ4000ကျော်ရှိနေပြီးတော့အရေးပေါ်စာနယ်ရေးခဆန်စီစာတကူရေတုံပစ္စည်းတွေနဲ့အမိုးကာတွေလိုအပ်နေတယ်လို့သူကပြောပါတယ် အဲ့ဒီစစ်ရှောင်းတွေကဖဲခုံရဲ့အရှိဖက်ကမ်းမှာရှိတဲ့စောင်းနှန်းခဲလွယ်ပေါ်နတ်ပေါ်လုံးနန်းစုံပင်နေကုံရေပူမြောင်လေးပိန်နန်းတုတ်ကွန်းတာတောင်ဖို့ကွယ်ဟိုပန်လဲဟဲမခိခန်တောင်ဖို့ကြီးလဲထုံလင်းဖုံလေးလွယ်ပန်းစုံလွယ်လေးဖရာတောင် စားတဲ့ကြီးရွာတွေကစစ်ရှောင်းလာကြတာပါ ဖဲခုံရဲ့အရှိဖဲကမ်းမှာရှိတဲ့ကြီးရွာတွေကို စကောင်စီကစွန်လနေ့ရက်နေ့ကစပြီးတော့အင်အားတထောင်ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာခဲ့ပြီးတော့လက်နေကြီးတွေစတိုက်ပစ်ခတ်ခဲ့တာကြောင့်စွန်လ9ရက်နေ့မှာဒီတာခန်ထောင်နဲ့ချီစစ်ပီးတင်ဆောင်ခဲ့ရပါတယ် အဲ့ဒီနောက်ဇွန်လ24ရက်နေ့မှာလဲစစ်ကောင်စီနဲ့ PNO တွေကစောင်းနိုင်ခဲ့ကြီးရွာကိုရောက်ရှိလာပြီးတော့တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့်ကြင်ရှိတဲ့ဒိရခန်တွေထမှန်စစ်ဘေးတင်းရှောင်နေကြရပါတယ်ရှင်